ဒီကနေ့မှာတော့တရားဝတီတည်င်းဌာနမှဖော်ပြထားတဲ့အဂတိလိုက်ဆောင်မှုပြန်လည်ဆော့ဆွဲချက်တွေကြောင့်ထိုင်းရက်တပ်ဖွဲ့တွေပရိပခပြင်းထန်ဆိုတဲ့စံပေါ်ကိုတင်ဆက်ပေးပါမယ်ရှင်။တရားမဝင်ငွေဘီလီယံပေါင်းများစွာနဲ့ပတ်သက်၍ထိုင်းရာရှိနေရာစုံစမ်းစစ်ဆေးခံနေရပြီးအများပြည်သူယုံကြည်မှုပြိုလဲကထိုင်းထိတ်တန်ရေးရာရှိများကဆက်စုနေများစွာတွင်အကြီးမားဆုံးအကြက်တက်ကိုရင်ဆိုင်နေရပါတယ်။အွန်လိုင်းငွေလေမှုအကြက်တက် ွန်ဝင်ထိုင်းရတပ်ဖွဲ့ရဲ့ကမ္ဘောဒီးယားတရားမဝင်ငွေကြေးနဲ့ပတ်သက်မှုတို့ဟာအမျိုးသားနိုင်ငံရေးကိုလွှမ်းမိုးနေတာကြောင့်တွန်ဝင်ထိုင်းရတပ်ဖွဲ့ပေါ်ဖိအားမြစ်တက်နေပါတယ်။နိုဝင်ဘာလ6ရက်နေ့မှာရဲဘော်ထုတ်ကီတီရက်ပန်ဖက်ကအဓိကကြားတဲ့လော့တော်ကော်မတီစာနာမှုကိုရှောင်ရှားပြီးကော်မတီဥက္ကဋ္ဌမစ္စတာရန်စီမန်ယုံထံကနေပြောက်ကြတဲ့ဝေဖန်မှုကိုခံရပါတယ်။တစ်ချိန်တည်းမှာထုတ်ပြန်ခံထားရတဲ့ဒူရဲချိုဟောင်းစူရာချက်ဟပ်ပန်က သူကို2024ခုနှစ်ကရာထူးကနေဖယ်ရှားခဲ့တဲ့ရက်တက်ဖွဲ့တွေအကျပြတ်ချစားတဲ့အုပ်စုကိုတိုက်ခတ်မှုစတင်လိုက်ပြီးရက်တက်ဖွဲ့ခေါင်းဆောင်ပိုင်းနဲ့စိုက်ဘာရာဇဝတ်မှုမထိတ်ချုံနိုင်မှုပေါ်စုံစမ်းလိမ့်လာမှုကိုပုံမပြင်းထန်စေပါတယ်အမျိုးသားရဲကော်မရှင်နာရဲဘို့ချုပ်ကစ်တီရက်ပန်ဖက်ဟာဆူရာချက်ဟန်ပန်နဲ့ပတ်သက်တဲ့သတင်းထောက်တူရဲမင်းကော်တွေကိုဖြည့်ဆို့ဖို့နိုဝင်ဘာလ6ရက်နေ့မှာညှင်းဆန်ပါတယ်။ အဲ့ဒီကိစ္စဟာ2025ခုနှစ်နိုဝင်ဘာလ6ရက်နေ့ကအစိုးရအိတ်တော်မှာဖြစ်ပွားခဲ့ပါတယ်။အမျိုးသားရတပ်ဖွဲ့ကြီးကကစ်တီရက်ပန်ဖက်ဟာထောက်ပံ့ခံထားရတဲ့ဆူရာဂျက်ဟပ်ပန်နဲ့ပတ်သက်တဲ့မိကွန်တကိုလက်မြောက်ကောင်းခပြသွားပါတယ်။တော်ဝင်ထိုင်းရတပ်ဖွဲ့တွေအကတိလိုက်စားမှုဆွဆွချက်အသစ်တွေကြောင့်ဖိအားမြင့်မားနေစဉ်ထောက်ထုတ်ပြစ်ချေဖြစ်ပါတယ်။ဖေချိုဟုလူတိများတဲ့ဒူရချိုဟောင်းဆူရာချက်ဟန်ပတ်ကရတပ်ဖွဲ့ရဲ့စိုက်ဘာဌာနခွဲဟာ လောင်ကစားငွေလေကော်ရက်တွေနဲ့ကြံရပါဖြစ်တယ်ဟုဆွဆွလိုက်ပါတယ်။သူ့ရဲ့ပြောဆိုချက်ကနှစ်ပေါင်းများစွာတွင် အထိခိုက်ဆိုးရှုံးတော့ဖို့တစ်ခုကိုပေါ်ထွက်လာစေပါတယ်။စူရာချက်ကိုကီတီရက်ကြည်ကြတဲ့စီကန်းဆိုင်ရာအမှုပြီးလွန်ခဲ့တဲ့နှစ်ကရာထူးကနေဖယ်ရှားခဲ့ပါတယ်။အဲ့ဒီနောက်နီးပညာရဇဝတ်မှုတိုက်ဖြတ်ရေးဌာနကွယ် DCSD ကဖွဲ့သားတွေကစိုက်ဘာရဇဝတ်ဂိုင်းတွေကိုအကာအကွယ်ပေးနေတယ်လို့အကြေအကျဆော့ဆွဲပါတယ် အဲ့ဒီဌာနတွေဟာအထောက်ထားကြက်ကြက်ပြက်ပြက်ရှိပေမဲ့အဓိကကြတဲ့ငွေလေလုပ်ငန်းလောက်ကန်သူတွေကိုတရားရုံးပို့ဆောင်ဖို့ပြက်ကွက်တယ်လို့ဒူရချိုဟောင်းစူရာချက်ကပြောပါတယ်။နိုဝင်ဘာလ9ရက်နေ့မှာစူရာချက်ကရှိလျရတဲ့ Facebook post တစ်ခုကိုတင်ပြီးသူရဲ့မှတ်ချက်များကို ခုခံကာကွယ်ပါတယ်။စူရာချက်ကနိုင်ငံရဲ့အင်အားနှစ်သိန်းရှိတဲ့ရတပ်ဖွဲ့ဝင်တွေကိုစော်ကားတာမဟုတ်ကြောင်းသူရဲ့ဝေဖန်မှုဟာ సై ဘာဌာနခွင့်နဲ့တာသက်ဆိုင်ကြောက်ပြောပါတယ်။ ဒါပြင်ရဲရရှိချုပ်ကကြားမှုဝင်လက္ခဏာဝက်ဘ်ဆိုက်တွေနဲ့အွန်လိုင်းငွေလေကော်ရဲတွေကိုထွန်းကားခွဲပြုထားကြောင်းကိုလည်းပြောပါရယ်။ရစဝတ်မှုတွေမှာတသိက်ခံချက်တွေကိုပြောင်းလဲပစ်ပြီးတရားစီရင်မှုကိုအားနည်းစေတာကြောင့်ဆွတ်ချက်များကိုပယ်ချရတယ်လို့လည်းစော်စွဲပါရယ်။အဲ့ဒီလောရက်တွေဟာရက်တက်ဖွဲ့ပေါ့အများပြည်သူယုံကြည်မှုပြိုလဲစေတယ်လို့ပြောပါရယ်အစ်စ်ပြတ်ချစားတဲ့အရာရှိအုပ်စုငယ်တစ်ခုက ရဲဝတ်ဆိုဝရိုးသားတဲ့အမျိုးသားမျိုးသမီးတွေရဲ့ပုံရိပ်ကို စော်ထင်းစေတယ်လို့ဆိုပါတယ်။အဲ့ဒီ Facebook post မှာစူရာချက်ကရက်တက်မှုအချို့ကတာဝန်ခံမှုကိုရှောင်ရှားပြီးအကာအကွယ်ဖြစ်ပုံမစက်ပြတဲ့တပ်ဖွဲ့ကိုအုံချနေတယ်လို့ဆော့ဆွဲပါတယ်။ရဲအနှိုင်းငယ်ရဲ့ပြုမှုဟာတပ်ဖွဲ့တွင်စိတ်ဓာတ်ကိုပျက်စီးစေကသဘောထားကွက်လက်မှုတွေကိုဖြစ်စေတယ်လို့ပြောပါတယ်။ရက်တက်ဖွဲ့တွေကထောက်ပေါ်ပြောကြရမည်ကိုကြောက်လန့်နေတယ်လို့လည်းစူရာချက်က ပြောပါတယ်။ သူ့ရဲ့ပြည်နဲ့ဆောင်းကလာပါဝင်ပြည်နယ်များမှာစိတ်ပြက်မှုကြီးထွားနေတာကို သူကဖော်ပြပါတယ်။အဲ့ဒီပြည်နယ်တွေကရဲတွေဟာစနစ်ဆိုင်ရာမျက်နှာလိုက်မှုနဲ့အစစ်မဲ့ရာရှိတွေရဲ့ပြည်နယ်ကွေလုတ်ကွေကိုရနေတာကြောင့်စိတ်ပြက်နေကြောင်းကိုလည်းပြောပါတယ်။သူ့ရဲ့ဆိုရာထို့ထို့သောအခြေအနေဟာနှုတ်ထွက်မှုရေတွက်မြင့်မားစေတယ်လို့ဆိုပါတယ်။စူရာချက်ကတော်ဝင်ထိုင်းရဲ့တပ်ဖွဲ့ဆက်လက်ရှိတန်စီလိုတာကြောင့်ထုတ်ဖို့ပြောကြားခြင်းဖြစ်ကြောင်း သူဟာရက်တပ်ဖွဲ့အတွက်ဆက်လက်ဂုဏ်ယူနေပြီးအကျက်ပြတ်ချဆမှုကြောင့်ရက်တပ်ဖွဲ့ပျက်စီးသွားမှာကိုမမြင်လို့ကြောင်းပြောပါရယ်။အရေးယူမှုဆက်လက်ကင်းမဲ့နေခြင်းကရက်တပ်ဖွဲ့ကိုကြီးမာတဲ့ရဇဝတ်ဖွဲ့စီဖြင့်ကြောင်းလဲလဲမိဖြစ်ကြောင်းစူရချက်ကပြောပါရယ်။အချို့သောရဲအရာရှိကွန်ရက်များမှလောင်ကစားလုပ်ငန်းများမှလာစဉ်ဖက်တန်း300ကနေတန်း400ကြားကောက်ခံနေကြောင်းစူရချက်ကပြောပါရယ်။အဲ့ဒီငွေကိုအွန်လိုင်းငွေလေလုပ်ငန်းတွေကထုတ်ယူနေကြောင်း အဲ့ဒီလုပ်ငန်းတွေရဲ့အတိုင်းတာဟာလူမှုကိုတုံ့လွှတ်စေပြီးအဲ့ဒီရတ်တပ်ဖွဲ့ခွဲကိုအချောင်းမွန်ကြီးဌာနများသို့ပြောင်းပေးရန်တောင်းဆိုမှုများဖြစ်စေတယ်လို့လည်းပြောပါရတယ်။အဲ့ဒီနောက်အစ်စ်မြင့်ခေါင်းဆောင်တွေဟာအောက်ခြေရတ်တပ်ဖွဲ့ဝင်များကိုကာကွယ်ရန်ပြက်ကွက်နေကြောင်းမိသူမရိုးသားစာလောက်ကိုင်းနေတဲ့ရတ်တပ်ဖွဲ့ဝင်နှစ်သိန်းရဲ့ကိုတင်ကိုကာကွယ်ရန်မရက်တီကြောင်းအများပြားကရာထူးဆုံရှုံသို့မဟုတ်နေရပြောင်းခံရမှာကိုကြောက်ရွံ့နေကြောင်းကိုလည်းပြောပါရတယ်။ရတ်တပ်ဖွဲ့တိုင်ကြမှုများကိုတုံ့တက်ရေးပွဲသို့ 2024ခုနှစ်မလမှာတင်သွဲတဲ့တိုင်ကြားမှုနောက်ပိုင်းစူရာချက်ရဲ့ဆွတ်ဆွတ်ချက်များထွက်ပေါ်လာပါတယ်။အဲ့ဒီတိုင်ကြားမှုကြောင့်အော်တိုဘာလကမှအရင်ရဲကော်မရှင်နာဟောင်းဘိုချိုချီတွန်ဆက်ဆော်ရီမွန်နဲ့အခြားရရှိနေရကိုအကျက်ပြတ်ချဆမှုနဲ့ပြောင်းမှုဝင်လောက်ကဲမှုတွေတဲ့ဥပဒေအရတာဝန်ခံမှုညှို့ချလိုက်ပါတယ်။ထို့စဉ်ကစူရာချက်ရဲ့ရှင်နေတွေကအမျိုးသားရဲချိုးဘိုချိုချီတွန်ဆက်နဲ့အစစ်မြေရဲရရှိနေရကိုအကျက်ပြတ်ချဆမှု တရားမဝင်လောက်ရက်တွေနဲ့ဆော့ဆွဲပါတယ်အရေးပေါ်တုံ့ပြန်မှုနေနဲ့အဲ့ဒီချိန်ကငွန်ကြီးကျောစက်တာထဝီစင်ကစိုးစမ်းဆက်ဆဲဖို့စူရာချက်နဲ့တုံးဆက်တို့နှစ်ဦးစလုံးကိုရာတူးကနေဆိုင်ရထားပါတယ်အဲ့ဒီနောက်မှာငွန်ကြီးချုပ်ဖွဲ့ကစစ်ပြချစားမှုကိုတီးပြတော့လဲအတွင်းပတ်အောက်စုွဲများကိုသာအာရုံစိုက်ပါတယ်အစစ်မြေရရှိတွေကြအပြိုင်မှုတွေက စီကံနဲ့အများပြည်သူယုံကြည်မှုကိုပျက်စီးစေပါတယ်။ ထို့သောတွေးရှိချက်များနောက်ပိုင်းမှာဘိုချိုချီကစ်တီရက်ဖန်ဘက်ကခိတ္တမျိုးသားရဲချုပ်ပြစ်တီးပြပြီးနောက်မှာအဲ့ဒီရာထူးမှာခတ်အပ်လိုက်ပါတယ်ထို့နောက်ဘိုချိုကြီးတွန်ဆက်ဆိုဝီမိုရဲချုပ်ခနာတာပြန်ဖြစ်ပြီးအငိမ့်စာယူပါတယ်။အဲ့ဒီနောက်မကြာမီဘန်ကောက်ရက်စကန်တခုကဆူရာချက်ကိုလောက်ကစားဝက်ဆိုင်ငွေပေးချေမှုနဲ့ဆက်ဆက်တဲ့မှုပြတရားဆွဲပါတယ်။ထို့ဆွဆွဲချက်တွေကိုသူကညှင်းဆန့်ပြီး အဲ့ဒီဆော့ဆွဲချက်အားလုံးကသူ့ကိုဖျက်ဆီးဖို့အထောက်မှုစိတ်ပိုင်းဟုပြောပါတယ်မိတို့ဆိုစေကတိရန်အောင်မှစီကံထိန်သိမ်မှုရစူရာချက်ကိုရထူမှဖယ်ရှားပါတယ်တစ်ချိန်တည်းမှာစနစ်ဆိုင်ရာမတမမှုတည်ရင်တွေကိုဆက်လက်ဖော်ပြနေပါတယ်အစစ်မြေရဲရရှိတွေကရဇဝတ်ကန်အိဋ္ဌံကနေငွေမြောက်များဆက်လက်ရယူနေတယ်လို့တည်ရင်မြေတွေကပြောပါတယ် အဲဒီနာမှာတက်ကြလောက်ရှာသူရှင်းနေအချာရီယာကအကဒီလိုက်ဆောင်မှုကိုစပြန်ဖော်တယ်။ချော့ကြတဲ့ဥပဒေလောက်ရှာသူအချာရီယာကဘိုချိုဂျီတော်ဆန်နဲ့ဆူရာချာတီညင်ပွားမှုမှာဘိုချိုဂျီတော်ဆဘကအမှုလိုက်ခဲ့သူဖြစ်ပါတယ်။အရှုတ်တော်ပေါ်ရေပြန့်နှံ့နေစဉ်အာယိုဆိုင်မှုက ပါလီမန်သို့ရောက်သွားတယ်။နိုဝင်ဘာလ6ရက်နေ့ကပြည်သူ့ပါတီပါလီမန်မှမစ္စတာရန်စီမန်ရွန်က ပါလီမန်မျိုးသားလူချုပ်ရေးနန်ဆက်ရေးအမျိုးသားတင်နကဗျူဟာနဲ့အမျိုးသားပြုပြပြောင်းလဲရေးကော်မတီရှိမှလာရောက်ထွက်ဆိုရန်ရဲချုပ်ကိုခေါ်ယူပါတယ်။အဲ့ဒီကော်မတီကရဲတပ်ဖွဲ့တွင်အကြမ်းလိုက်စားမှုတွေကိုဖော်ပြနေတဲ့ဆူရာချက်ထံကနေတရားဝင်စာ လက်ခံရရှိထားတယ်လို့လည်းပြောပါတယ်။ပါလီမန်စည်းဝေးနဲ့တင်ကျင်ပါတယ်။မနက်ခင်းစည်းဝေးကရဲရရှိတွေကိုထိပါနှောက်ယှက်မှုတွေကိုအာရုံစိုက်ပါတယ်။ နေလကင်စီဝေကရဲရရွှေတွေကိုခတ်အပ်မှုအဂတိလိုက်စားမှုနဲ့ဆက်ဆက်မှုကိုဖြစ်နိုင်ခြေကိုစစ်ဆေးတဲ့အမျိုးသားအဂတိလိုက်စားမှုတိုက်ပြရေးကော်မရှင်ကတရားမဝင်ငွေများပောင်းဝေတဲ့အဲ့ဒီကိစ္စကိုစုံစမ်းစစ်ဆေးနေကြောင်းမစ္စတာရန်စီမန်ကပြောပါရယ်အဲ့ဒီစုံစမ်းစစ်ဆေးမှုကနိုင်ငံရေးကောင်ဆောင်တွေထိရောက်နိုင်ကြောင်းလည်းပြောပါရယ်ဒါပေမဲ့ဘိုးချိုကြီးကစ်ဂျီရက်ကအစီအစဉ်ခတ်ခဲကြောင်းအစီဝေကိုတက်ရောက်ရရင်ဆန်ပါရယ်ဒုတိယရဲချုပ်ဘိုးချိုကြီး ကော့ဆိုင်ကလလန်ကိုသူ့ကိုစားစီဝေးတက်စေပါတယ်။ကော့ဆိုင်ကလည်းအဲ့ဒီစီဝေးကိုမတက်ပါ။ထို့သောလာရောက်ထွက်ဆိုဖို့ပြက်ကွက်ခြင်းကဆော့ချာချက်တွေကိုခြေပဖို့ခေါင်းဆောင်ပိုက်ကစိတ်အားထက်သန်မှုနဲ့ပတ်သက်ပြီးမေကွန်တွန်းစရာဖြစ်တယ်လို့ပါလီမန်မန်ရက်စီမန်ကပြောပါတယ်။ထို့သောဆက်လက်နှုတ်ဆက်နေခြင်းကအများပြည်သူတန်ပြားကိုနှက်ရှိုင်းစေမယ်လို့တည်င်းထောင်များကိုသူကပြောပါတယ်။အချက်လက်တွေကိုကျွန်တော်တို့မရှင်းရင် ထိခိုက်မှုကြီးထွားလာလိမ့်မယ်လို့ ရက်စီမန်ကပြောပါရယ်ရက်တက်ဖွဲ့ဝင်နှစ်သိန်းကပွင့်လင်းမြင်သာမှုအတွက်အထက်ရာရှိတွေကိုစောင့်ကြည့်နေတယ်လို့သူကပြောပါရယ်ပါလီမန်ကအချက်လက်တွေရဖို့ဥပဒေရန်တရားကိုအသုံးပြုနေပြီးရက်တက်ဖွဲ့ကိုတိုက်ခတ်နေခြင်းမဟုတ်ကြောင်းဆော့ဆွဲသူနဲ့ဆော့ဆွဲခံရသူနှစ်ဖက်လုံးကပါလီမန်အမတ်တွေကိုတက်တေတောက်တာများတင်သွေးခွေရှိကြောင်းပါလီမန်မှရန်စီမန်ကပြောပါရယ် ဒါပေမဲ့ရဲကျုပ်ပြက်ကွက်ခြင်းကတေးလျှောက်ခြင်းဖြစ်တယ်လို့သူကပြောပါတယ်။ဒါပြဿနာကနေ ထွက်ပြေးတာမဟုတ်ရင်ဘာလဲလို့သူကမင်းကိုထုတ်ပါတယ်။မတ်တမာတော်ရဲများဩဇာတက်ပြီးရိုးသားသောရဲအရာရှိတကိုဖဲထားတဲ့စနစ်တစ်ခုကို သူကရင်ညောဖော်ပြပါတယ်။ထို့သူရာတူးတက်စီခြင်းက institution တွေနဲ့ဆိုင်တဲ့ပြင်နာစာကိုဖော်ပြနေတယ်လို့လည်းသူကပြောပါတယ်။စူရာဆက်ကကြက်ပြတ်တဲ့အတွေ့အကြုံနဲ့ထိုးသွင်းသိမြင်မှုရှိစေကမူ သူ့ကိုအပြစ်ဝမယုံကြည်ဟုပါလီမန်မှရန်စီမန်ကပြောပါတယ်။မြစ်တီဆော့ဆွဲချက်ကိုမစိုးအထောက်ထားနဲ့တသက်ပြရမလို့သူကပြောပါတယ်။ဒါပေမဲ့စူရချက်ရဲ့ဝေဖန်မှုတွေကရက်တက်ဖွဲ့တွေစစ်မှန်တဲ့ပြဿနာတွေကိုထင်ဟပ်တည်ဟုလည်းပြောပါတယ်။ရဲဖို့ချိုပပင်ပေါစီရင်ကလူသိရှင်ကြားထုတ်ပေါ်ပြောဆိုရတဲ့ယူသားတဲ့ရဲရရှိတူဖြစ်ကြောင်း ထို့သောအရာရှိတွေရှိနေခြင်းကအဖွဲ့အစည်းတစ်ခုလုံးအကတိမလိုက်စကြောင်းပြသနေတယ်လို့ပါလီမန်မှရစီမန်ကပြောပါတယ်။ယုံကြည်မှုပြန်လည်ထိသိဖို့ရရှိပြုပြင်ပြောင်းလဲရေးမရှိမဖြစ်လို့ကြောင်းရစီမန်ကပြောပါတယ်။ပါလီမန်ကိုယ်စားလှယ်တွေထံရောင်းနေပြီးဖြစ်တဲ့ရတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးအစိုးပြုချက်တွေကိုသူကရည်ညွှန်းပြောဆိုတယ်။လက်ရှိစနစ်ကမတမမှုတွေကိုအတားအဆီးမရှိကြီးထောက်ခွင့်ပေးထားတယ်လို့လည်းပြောပါရယ် ဒါပေမဲ့မွန်ကြီးချုပ်အနုတေချံဝီရာကိုဦးဆောင်တဲ့အစိုးရအောက်မှာအဓိကပြောင်းလဲမမျှော်လင့်ကြောင်းမြစ်တိစစ်မှန်တော့အပြောင်းလဲကိုမစိုးနောက်တစ်ချိန်ရွေးကောက်ပြီးတည်တည်ဆောက်ရမည်ဖြစ်ကြောင်းသူကပြောပါတယ်တုံဝင်ထိုင်းရတပ်ဖွဲ့တွေကျင်းမမှုဆက်လက်မြင်မာနေတယ်စူရာချက်ကရဇဝတ်ဂိုင်းတွေဟာရတပ်ဖွဲ့စစ်မြေရာရှိထံဆက်လက်ထုတ်ဖောက်နေကြောင်းဆက်လက်ဆွဆွဲနေတယ်ဆိုင်ဘာဌာနခွဲရဲ့အေးအေးယူရန် ပြက်ကွက်မှုကတရားမဝင်လက္ခဏာနဲ့ငွေလီကော်ရက်ကို အကောက်ွယ်ပေးနေတယ်လို့အမတ်ရန်စီမန်ကပြောပါတယ်။တချိန်တည်းမှာရဲချိုးကဆက်လက်နှုတ်ဆက်နေပါတယ်။နိုဝင်ဘာလ6ရက်နေ့ကမေကွန်တေကိုဖြေဆိုဖို့ပြက်ကွက်ခြင်းကဌာနတွင်အကြက်တယ်ယူဆများစွာဖြစ်စေပါれ။အငြင်းပွားမှုကယခုအခါရက်တက်ဖွဲ့ကိုကျော်လွန်ပြီးပါလီမန်နဲ့သတင်းလောကကိုရောက်နေပါれ။အွန်လိုင်းငွေလေလုပ်ငန်းများကိုလူမှုဆိုရင်မှုလည်းကြီးထွားနေပါれ။ ဲ့ဒီငွေလေလုပ်ငန်းတွေကထိုင်းကွန်ရက်နဲ့ငွေစီရင်တွေကိုသုံးက ကမ်ဘောဒီးယားကနေလောက်ကိုင်းနေတယ်လို့ယူဆပါတယ်။ထို့သောနေဆက်ဖြတ်ကြောင့်မတမာမှုတွေကထိုင်းနိုင်ငံသားတင်းချီကိုလေလံနေတယ်လို့အာနာပါရီကပြောပါတယ်။ကစ်တီရန်နဲ့ဆူရာချက်ကြညင်ပွားမှုကထိုင်းတရားဥပဒေစိုးမိုးရေးတွင် ပုံမှုချက်ပြတ်သောကွယ်ပြတ်ကိုဖော်ပြနေပါတယ်။ တဖက်ကအဂတိလိုက်စားမှုနဲ့ဖုံးကွယ်မှုဆော့ဆွဲချက်တွေကိုရင်ဆိုင်နေရပါတယ်။အခြားတဖက်ကအခွင့်အရေးနဲ့ကိုဂျိုစီးပွားဆော့ဆွဲခံရကတရားရုံးမှာရဇဝတ်မှုတစ်ခုကိုရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ဒါပေမဲ့အချက်လက်တွေထင်ရှားနေပါတယ်။စုံစမ်းစစ်ဆင်မှုများပြားဆက်လက်လှုပ်ဆောင်နေတယ်။ဆော့ဆွဲမှုများမှာလာစဉ်ဗန်တန်းရာချီငွေ ပေးချေမှုတွေပါဝင်နေတယ်။ပါလီမန်ကော်မတီတွေကဖြည့်ရှင်းချက်များတောင်းခံနေတယ်။အရေးယူဖို့ဆိုရပါ ီအားမြင့်နေတယ်လက်ရှိချိန်ထိထိတ်တန့်အရာရှိတွေနှုတ်ဆက်နေတယ်ရချုပ်ကပါလီမန်အမတ်များရှင်းမကိုလာရောက်မဲ့စီစဉ်ကိုထောက်ပြနိုင်ခြင်းမရှိပေအဲ့ဒီဆော့ဆွတ်ချက်တွေနဲ့ပတ်သက်ပြီးသူရဲ့ယုံကမိတိကျညာချက်မှမထုတ်ပေစူရာဆက်ကအွန်လိုင်းမှာဆက်လက်ရေးသားပြီးမီဒီယာကိုစကားပြောနေပါတယ် သူကယူတာတဲ့ရဲရရှိတဲ့နဲ့ရက်တက်ဖွဲ့ရဲ့ကိုတဲ့င်းကိုကာကွယ်နေတယ်လို့ပြောပါရယ်သူရဲ့သမိုင်းကအွန်လိုင်းလောကစားမှုစုံစမ်းစစ်ဆေးရေးပါဝင် အတိတ်ကအမှုတွေကြောင့်စွန့်ထင်းနေတယ်လို့သူ့ကိုဝေဖန်သူတွေကပြောပါရယ်ထို့သောအငင်းပွားမှုတွေရှိနေပေမဲ့လည်းစုံစမ်းစစ်ဆေးမှုများဆက်လက်ပြုလုပ်နေပါရယ်ရတက်ဖွဲ့တိုင်ကြားမှုတုံတက်ရေးဖွဲ့အမျိုးသားအကြတိလိုက်စားမှုတိုက်ဖြတ်ရေးကော်မရှင်နဲ့ပါလီမန်ကော်မတီအားလုံးဆက်လက်စုံစမ်းစစ်ဆေးနေပါတယ်။ တဖွဲ့စီကစနေဆိုင်ရာအမှားနဲ့ရဲတပ်ဖွဲ့တွေအုပ်စုလိုက်အားပြိုင်မှုအထောက်အထားတွေကိုရှာဖွေနေပါတယ်။တွန်ဝင်ထိုင်းရဲကဖိအားအောင်မှဆက်လက်တွေးကွက်နေပြီးအပြင်းထန်ဆုံးသောယုံကြည်မှု အကြမ်းတက်ကိုရင်ဆိုင်နေရပါတယ်။အများပြည်သူယုံကြည်မှုဆက်လက်ကြဆင်းနေတဲ့နိုင်ငံရေးစောက်ကြည့်ကြီးကြပ်မှုပြင်းထန်လာနေတဲ့ထိတ်တန့်ကောင်းဆောင်တို့ရဲ့နှုတ်ဆက်မှုဆက်လက်ဖြစ်နေပါတယ်။အခုထိရှင်းလင်းတဲ့ဆုံးဖြတ်ချက်မထက်သေးပါ